မလဆယ်နှစ်ကလက်ဗရန်မှာဒီမိုကရေစီပညာရေးပင်မသဘေးမောက်စစ်ကြောင်းအကြံဖက်ဖြိုခွင်းခံရခြင်းကြောင့်လဲရန်ဒီမှာဆန္ဒပြမှာပါဝင်ခဲ့တဲ့ကျောင်းသားကောင်းဆောင်ကိုနန္ဒာစစ်အောင်ပူပူနဲ့ဝင်းရံပြည်သူကိုဝင်းကျော်မှုတို့ကိုအော်တိုဘားလ20နှစ်နေ့ကခမာယုံမြို့နယ်တရားဥပဒေမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ရုံးချင်းမှာတရားလိုပြတ်တဲ့အဖြစ်ခမာယုံမြို့နယ်ရဲတပ်ဖွဲ့မှုကိုစစ်ဆေးခဲ့ပါတယ်။ကျင်းမုံသတင်းစာမှာ အစိုးရလှွတ်တော် ចောင်းသားနဲ့ MMER တို့လေးပွင့်ဆိုင်တွဲဆုံမှုကိုသိပါသလားလို့ចောင်းသားဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှေ့နေဦးထေကမေးမြန်းခဲ့ပါတယ်။အဲ့ဒီရုံထုံးမှုမှာတော့တရားလိုရဲရရှိနဲ့ပြည်တော်စုဝင်ကြီးဦးလာထွန်းကိုတရားစွဲဆိုမဲ့အကြောင်းကိုကိုနန္ဒာစစ်အောင်ကအခုလိုပြောပါတယ်။ရုံကြီးကတော့ပုံမှန်ရုံကြီးဆက်စစ်တာပါပဲ။ဆက်စစ်တာဒီနေ့ကတော့ထူးထူးခြားခြားကတော့ကျွန်တော်တို့နှစ်မှုပြန်ပြီးတရားစွဲပါတယ်။တရားလိုရဲမှုဥစ္စာဝင်ကိုမမှန်တဲ့တိကံကိုကျွန်တော်တို့ပြန်တရားစွဲတယ်။နောက်တစ်ခုကဒုတိယလျှောက်လွဲချက်ကတော့ဒီပြည်သူ့ဝင်ကြီး ပြီးတမနာယုံကင်မရာတမနာယုံကဦးလာထွန်းကိုဦးလာထွန်းကိုကျွန်တော်နောက်တိုးတဲ့ခံပြီးရှောက်ထားပါတယ်တရားယုံကတော့ဒီဘက်နောက်တစ်ဘက်မှာတခုကတော့နှုတ်နဲ့ကြားလာတာပဲဦးလာထွန်းကိုနောက်တိုးတဲ့ခံတမနာဦးဝင်ကြီးဦးလာထွန်းကိုနောက်တိုးတဲ့ခံပြီးရှောက်ထားတာကိုတော့နှုတ်နဲ့ရှောက်ထားတာဖြစ်တယ်နောက်တစ်ဘက်ကျစာနဲ့တင်ပြီးမှပဲသိမယ်လို့ဒီပြောပါတယ်အဲဒီရဲမှုဥစော်တဲလိုရဲမှုဥစော်ဝင်ကိုဒီမမတတိကမှုနဲ့တရားဆွဲတဲ့ကိစ္စကိုတော့တဲလိုစီဆွဲချကနေပြီးတော့လဲကန့်ကွက်ပါတယ်ကန့်ကွက်တဲ့အတွက်နောက်တစ်ဘက်ကျရင်ကြားနာမယ်နောက်ဒီမိုးပေါင်းလာ9ရက်နေကျရင်ကြားနာမယ်လို့ပြောပါတယ် လေးပွင့်ဆိုင်သဘောတူညီချက်ကိုချိုးဖောက်တဲ့ပြည်ထောင်စုဝန်ကြီးဦးလှထွန်းနဲ့မှန်မှန်သက်သက်တင်ပြတဲ့တရားလိုရဲရရှိတို့ကိုတရားစွဲဖို့အစီအစဉ်နေတာကိုလည်းចောင်းသားတွေဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှင်းနေဦးထေးကအခုလိုပြောပါတယ်ဒီနေ့မှုကတော့ကျောက်ကူပါ6ဦးမှုဆက်စေးတာဖြစ်ပါတယ်အဲ့ဒီမှာတရားလိုရဲမှုဦးစောဝင်ဆက်စေးနေပြန်လာစစ်မေးတာဒီနေ့နောက်ဆုံးနေ့ပေါ့နော်အဲ့ဒီပြန်လာစစ်မေးစဉ်မှာအဲ့ဒီ မူလတော်ကဒီတဲလို့ဥဇော်ဝင်ဒီတတိကတင်ပြချက်ဓာတ်ပုံတွေရှိပါတယ်။ကာကြီးကာနေမကာကြီး၁၄ဒီအဲ့ဒီဓာတ်ပုံတွေနဲ့ပတ်သက်လို့ရုံးကိုကြပြလျှောက်ထားချက်ဖြစ်ပါတယ်။အဓိကကတော့အဲတဲလို့အဲရဲမှုဇော်ဝင်ရဲ့ရုံးရှိထွက်ဆိုချက်ရာသူကဒီဒီအမှုနဲ့ပတ်သက်လို့အဲဆက်ဆက်ကနေပြမှုကျွလွန်တာနဲ့ပတ်သက်လို့၁၀ရက်၃လ၂၀၁၅ရဲ့နေ့ကပြမှုကျွလွန်စရာနေ့ပေါ့ ူနဲ့အတူပါလာတဲ့ရက်တပ်ဖွဲ့တွေကနေပေါ့ဓာတ်ပုံရိုက်ထားတာကိုတသိကတင်ခဲ့ပါတယ်တင်ခဲ့ပြီးတော့အဲဒီအမှုနဲ့ပတ်သက်လို့တသိထူထောင်ခဲ့တာပေါ့နော်ထူထောင်ခဲ့တဲ့နေရာမှာဒီကာကြီးကနေကာကြီး14အထိဓာတ်ပုံမှာအလုံးပေါင်း15ပုံရှိပါတယ်အဲ15ပုံနဲ့မှာကာကြီး၈ကနေ14အထိက6ရက်3လ2015ရဲ့နေရာကမာရော့လှဲထားမှာဆန္ဒပြခဲ့တဲ့အဲအဲ6ရက်နေ့ကပုံမှန်ဖြစ်နေဖြစ်နေတော့အဲ့ဒါနဲ့ပတ်သက်လို့ဒါတကယ်လို့ရေးမှုကိုပြန်လည်စမေးစင်းနဲ့ရုံးရှိထွက်ဆိုချက်အများပေါ်ပေါက်ချက်အရာ အာရဲဥစော်ဝင်ကိုမမတက်တည်အဲအတွက်ပုံမှန်193ကရေးယူပေးဖို့ကျောင်းသားတွေကအဲ့ဒီနောက်ပိုင်းမှာဆက်လက်ပေါ်ဒီဒီမိုစီပညာရေးတပိတ်ပင်မစစ်ကြောင်းဆက်လက်ဆောင်ရွက်တာအဲ့ဒီ7ရက်2လ2015လေးဝန်ဆိုင်သဘောတူညီချက်အရာဆောင်ရွက်တာဖြစ်တဲ့အတွက်သူတို့ကိုခုလိုဒီကမာမျိုးနယ်တရားရုံးပါဝင်ပေါ့နော်အဲလေဗရန်ခုဆိုရင်တာဝတီမျိုးနယ်တရားရုံးမှာတရားစွဲခွင့်143 145 149အဲ99ခခွေးပေါ့နော် အဲ့ကြတော့တာရီမှာဆိုရင်တရား143တရား145တရား49အဲ332နဲ့ငါငါခါဝင်နဲ့အေးယူလာတယ်အဲ့ကြတော့အေးယူလာတယ်ကဒီဒီမိုစီပညာရေးပင်မတပိတ်စကြောင်းအေးယူထားတာဖြစ်တယ်အဲ့ကြတော့သဘောတူညီက17ရက်2လ2015ဒေဝန်ဆိုင်သဘောတူညီချက်မှာပါပြီးသားအေးမီဘူးတပိတ်ကိစ္စနဲ့ပတ်သက်လို့ပါအဲ့ကြတပိတ်အေးမီဘူးလို့သဘောတူထားတဲ့အတွက်အဲ့ဒီမှာလည်းလက်မှတ်ထိုးထားတာပြည်အောင်စုဝင်းကြီးအဲပြည်အောင်စုဝင်းကြီးဦးလာထွန်းပေါ့နော်အဲ့ကြလွတ်တော် ကိုစလဲကဥသိမ့်စွေပါပါတယ်။နောက် NLD ကကိုစလဲကဒေါက်တာသိန်းလွင်နောက်ကျန်းနောက်ကိုစလဲလက်မှတ်ထိုးထားတာ။အဲ့ကျတော့အဲ့ဒါကအစိုးရအဖွဲ့ဝင်ကိုတိုင်လက်မှတ်ထိုးထားတာ။အရေးမကြီးဘူးဆိုတာ။အဲ့ဒီသဘောတူညီရဲ့အကြောင်းသားတွေကအရေးမကြီးဘူးဆိုတာကိုသဘောတူထားတဲ့အတွက်ဒီမိုစီပင်မတပိတ်စကြအောင်ဆက်လက်ဆောင်ရွက်ကြတာ။အဲ့ကျအကြောင်းသားတွေကိုခုလိုအရေးယူမယ်ဆိုရင်အဲ့ဒီသဘောတူညီချက်ပေးတဲ့အဲ့ဒီကလက်မှတ်ထိုးစရာအစိုးရကိုစလဲဖြစ်တဲ့သမရယုံဝင်ကြီးအဲ့ဌာနကပြောင်သူဝင်ကြီးဦးလာထုံးမှာလက်မှတ်ထိုးထားတဲ့သူ့ဟိုက နောက်တို့တဲ့အခါအေးအေးပေးဖို့ဆိုကျွန်တော်နှုတ်နဲ့အဲနေစမတာမှာပေါ်ပေါ်ပြီးရှောက်တာမတ်လ၁၀ရက်နေ့ကကမာယုံမြို့နယ်အတွင်းအမျိုးသားပညာရေးဥပဒေကိုစန့်ကျင်သဘိမ်းမှောက်ခဲ့တဲ့အတွက်ចောင်းသားခေါင်းဆောင်နန္ဒာစစ်အောင်ပူပူနဲ့ဝန်းရံပြည်သူကိုဝင်းကျော်မှုတို့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်အဲ့ဒီသဘိမ်းမှောက်မှုကြောင့်တရားစွဲဆိုခံထားရတဲ့နန္ဒာစစ်အောင်ပူပူနဲ့ဝင်းကျော်မှုတို့ကိုစစ်ဆေးနေမှုဟာရှစ်လနီးပါးကြာလာပြီဖြစ်ပါတယ် ဆန္ဒပြမှာပါဝင်ခဲ့တဲ့ကျောင်းသားကောင်းဆောင်ကိုကျော်ကိုကိုအပါဝင်၃ဦးကိုတော့တရားခံပြေးပြေးကျင်းပထားပြီးနောက်တစ်ချက်ရုံးချင်းကိုတော့နိုဝင်ဘာလ9ရက်နေ့ကိုထပ်မံချိန်ဆထားပါဗျာ။